ားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ် BHM Live Channel ကိုကြည့်ရှုနေတဲ့ညီကောင်မောင်နှမများကိုကြည့်ထောက်အစီအစဉ်မှာတင်လေးကြိုဆိုပါရရှင်ဒီကနေ့ကြည့်ထောက်အစီအစဉ်မှာကျမတို့သာဝရမြေမလွမြောက်ခြင်းတရားဆိုတဲ့ကောင်းစင်နဲ့ဆင်းနေတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်အားလုံးအဆုံးထိကြည့်ရှုပေးဖို့လေးဖိတ်ခေါ်ပါရစေရှင် မင်္ဂလာပါဆရာ။အော်မင်္ဂလာပါ။ကဲကျမတို့ဒီကနေ့မှာသာဝရမြေမှာလွတ်မြောက်ခြင်းတရားဆိုတဲ့အကြောင်းစင်နဲ့ကျမတို့ဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ဒါဆိုရင်ဆလာရအောင်ဆရာ။အာပထမအဆုံးမေးခွန်းအနေနဲ့ဒီသာဝရမြေဆိုတာတကယ်ရှိတယ်လား။ဟုတ်ကဲ့မေးခွန်းကရမယ်ကောင်းပါပဲ။သာဝရငရေတကယ်ရှိသလားဆိုတဲ့မေးခွန်းကသာဝရငရေတကယ်ရှိပါတယ်။ဒါဒီသာဝရငရေဆိုတာကဖျားသာဝရဘုရားကိုမယုံကြည်တော့သူများနဲ့ စာရအပေါင်းပါတယ်တွားရမယ်နေရဖြစ်တယ်ပေါ့တမျိုးနဲ့ပြောရင်တော့အပြစ်သားတွေတွားရမယ်နေရဖြစ်တယ်ဆိုပြီးကမ္ဘာတမာကျမ်းစာထဲမှာဖော်ပြပေးထားပါတယ်ဒါကြောင့်ထာဝရငရဲဆိုတာတကယ်ပဲရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဒါဆိုရင်ဒီဒုတိယမိခွန်အနေနဲ့တမာကျမ်းစာမှာရောဒီနည်းအကြောင်းကိုဘယ်လိုမျိုးဖော်ပြထားတာရှိလဲရှင်ဟုတ်ကဲ့တမချန်းစာထဲမှာငရဲအကြောင်းကိုအများကြီးဖော်ပြပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီကနေတချို့၃လေးပိုက်လောက်ကိုကျွန်တော်ဒီကနေ ြောပြစေဆိုတော့တမန်ကျမ်းစာထဲမှာငရဲအကြောင်းကိုဖော်ပြပေးထားပါတယ်ဥမာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး16အပိုင်းငယ်24မှာဆိုရင်ကိုအဘာအဗရာဟံအကျွန်ုပ်ကိုကေမတနာတော်မူပါအကျွန်ုပ်ဒီမီးရှံ၌ပြင်းစွာခံရသောကြောင့်ဆိုပြီးကမှဒီလာဇရုနဲ့တထေးကြီးအကြောင်းအရာကိုဖော်ပြပေးထားတာပေါ့နော်ဒီလာဇရုကကြတော့လောကမှာတက်ရှင်တဲ့အခါမှာသင်ရင်ပြီးမှတရောင်စားတာတာနဲ့သူကတက်ရှင်ရတယ်တထေးကြီးကြတော့ချမ်းသာစွာနဲ့နေရတယ်တည်တဲ့အခါမှာကြတော့ လာဇရုကဘာဖြစ်လဲဆိုခရစ်တော်ကိုယုံကြည်တဲ့အခါမှာကောင်းကင်နိုင်ငံကိုရောက်ပြီးမှတထေးကြတော့ဘာဖြစ်လဲဆိုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်မယုံကြည်တဲ့အခါမှာဘယ်လိုသွားတယ်လဲဆိုနထာဝရငယ်ကိုသွားတယ်အဲ့တဲ့ကြောင့်မဲ့ဒီမှာဒီခရစ်တော်ကပေါ်ပြပေးထားတာပေါ့နော်အိုအဘအာဗြဟံအကျွန်ုပ်ကိုကယ်မတနာတော်မူအကျုပ်ဒီမိဖျံ၌ပြင်းစွာခံရသောကြောင့်ဆိုပြီးခါမှာဖော်ပြပေးထားတာကိုကျွန်တော်တို့တွေ့လို့ရပါတယ်။နောက်ပြီးမှနောက်တစ်ချက်ကရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်ငယ်52မှာ မာယုံစီတော်သူနှင့်မတရားသောအမှုကိုပြုတော်သူရှိသည်များကိုငိုကြွေးခြင်းအံတွားခဲကြခြင်းရှိရာမီးပူ၌ချကြလက်တန်းဆိုပြီးကာမဖော်ပြပေးထားတယ်။မာယုံစွာတမာတရားကိုမာမာယုံယုံနဲ့တုန်တင်ပေးတော်သူတွေမတရားသောအမှုကိုပြုတယ်ဖရာရဲ့အလိုတော်တိုင်းမျိုးပဲနဲ့မတရားသောအမှုတွေကိုပြုတော်သူတို့ဟာနောက်ဆုံးမှာဘယ်ကိုတွားရမလဲဆိုငိုကြွေးခြင်းအံတွားခဲကြခြင်းရှိရာမီးပူ၌ ခြားကြလက်တန်းဆိုပြီးခါမှဒါခရစ်တော်ကပြည့်ပြီးခါမှတုံ့ပြန်ပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။နောက်ပြီးမှနံပါတ်3အဲစမ်းချက်အနေနဲ့ပေါ့နော်။ရှင်မသက်ခရစ်ဝင်ကျခန်းကြီး25အပိုင်ငယ်41မှာလဲမင်းကြီးကချိန်ချင်းကိုခံရတော့သူတို့မာနနဲ့သူဤတမန်တို့အဖို့ပြင်ဆင်တော်ထာဝရမိသေးတော့ငါထာမှခွာသွားကြလို့ဆိုပြီးခါမှဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အဲ့ဒါဘာလဲဆိုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည် နော်မရှိသေးသောသူတွေယုံကြည်လက်ခံခြင်းမရှိသေးသောသူတွေနဲ့အပေါင်းပါနဲ့ဒီမာနတို့နဲ့သူတို့တမန်တို့အဖို့ပြင်ဆင်တော်ထာဝရမိသေးတို့ငါထာမခွာသွားကြလောဆိုပြီးခါမှာပေါ်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်။နောက်ပြီးမှဒီပြရိတ်အခန်းကြီး20အပိုင်ငယ်15မှာလဲအသက်စာဆောင်၌စရင်မဝင်တော်သူရှိသည်များတို့ကိုလည်းမြည်အိုင်ထက်တို့ချပစ်လေ၏ဆိုပြီးမှပေါ်ပြပေးထားတယ် ဲ့တော့ကျွန်တော်ကယ်တင်ခြင်းခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ခြင်းအဖြစ်နဲ့ယုံကြည်တော်သူနဲ့မယုံကြည်တော်သူဆိုတာယုံကြည်တော်သူကဘာဖြစ်လာလဲဆိုတော့အသက်စာဆောင်မှာပါတယ်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ခြင်းဖြစ်နဲ့မယုံကြည်တော်သူတွေအသက်စာဆောင်မှာမပါဘူးမပါတော်သူတွေကအဲကြောင့်မယ်အသက်စာဆောင်၌စရင်မဝင်တော်သူရှိသမျှတို့ကိုလည်းမိအိုင်ထက်သူချပြင့်လေ၏လို့ဗျာဒိတ်အခန်းကြီး20ပိုက်ငယ်15မှာဖော်ပြပေးထားပါတယ်ဒါကြောင့်တမန်ကျမ်းစာထဲမှာငရဲဆိုတာတကယ်ရှိပါတယ် ။ထာဝရရဲဆိုတာတကယ်ရှိပါတယ်။ထာဝရကောင်းကင်ဆိုတာတကယ်ရှိပါတယ်။အဲဒါကြောင့်အခုနာမိကွန်းနံပါတ်နှစ်ဖြစ်တဲ့ထာဝရရဲကိုတမာကျန်းလာတဲ့မှာတိတိကျကျနဲ့တို့ပေါ်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ထာဝရရဲဆိုတာကျန်းလာတဲ့မှာတကယ်ရှိတယ်ဆိုတာကိုကျွန်တော်ပြောပြစေချေစွတ်တင်ပါတယ်။ဟုတ်ကဲ့ချေစွတ်တင်ပါတယ်ဆရာ။နောက်မိကွန်းတစ်ခုအနေနဲ့ဒီထာဝရရဲကိုဘယ်သူတွေသွားရမှာလဲ။ဒီဒါမှမဟုတ်လူတိုင်းသွားရမှာဟုတ်ကဲ့ဒါအဓိကအရေးကြီးတဲ့မိခွန်းမှာ ဆိုတော့ထာဝရငရဲ့ကိုဘသူတွေသွားရမလဲလူတိုင်းသွားရမှာလားဆိုတာကတကယ်ပဲဒီမေးတဲ့နဲ့မေးခွန်းလို့ထင်ပါတယ်ဆိုတော့ထာဝရငရဲ့ကိုဘသူတွေသွားရမလဲပြောတဲ့ခါမှာအခုနောက်ပထမနံပါတ်1နဲ့သွားသက်ဆိုင်တာပေါ့နော်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်မယုံကြည်တော့သူမှတမျှကထာဝရငရဲ့ကိုသွားရမယ်လူတိုင်းသွားရမှာလားလူတိုင်းမသွားရပါဘူးအဲကြောင့်မရှင်ယောဟန်ခရစ်ဝင်ကြံခန်းကြီးတုံးအပိုင်ငယ်18မှာတားတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရ မယုံကြည်သောသူမူကားဖျားသခင်၌တပါတိသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏ဖျားသခင်၌တပါတိသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရကြ၏လို့ဖော်ပြပေးထားတယ်။ဒါကြောင့်အခုနကျွန်တော်ဖော်ပြခဲ့ရှင်ယောဟန်38မှာဖော်ပြခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်အဖြစ်နဲ့မယုံကြည်သောသူမှန်သည်မြတ်ကထာဝရငယ်ကိုသွားမယ်။ယုံကြည်တဲ့လူတွေကထာဝရငယ်ကိုမသွားရဘူး။ အကြောင်းခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ဆိုင်ဖြစ်တဲ့ယုံကြည်တဲ့ဘုရားရဲ့သားသမီးမှန်သမျှကထာဝရမယဲနဲ့လက်မပေးထာဝရကောင်းတင်ကိုတွားရမှာဖြစ်တယ်။ဒါပေမဲ့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ဆိုင်ဖြစ်တဲ့ယုံကြည်လက်ခံခြင်းမရှိတော့သူမှန်သမျှကထာဝရမယဲကိုတွားရမယ်ဆိုတာကိုရှင်ယောဟန်ပရိဝင်ကျမ်းအခန်းကြီး၃ပိုင်းငယ်၁၈မှာဖော်ပြပေးထားပါတယ်။နောက်ပြီးမှတက်တလုံးနဲ့ဩဝါဒစာဒုတိယဆောင်အခန်းကြီး၁အပိုင်းငယ်၈မှာလည်းဘုရားသခင်ကိုမတည်တော့သူ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကိုနားမထောင်သောသူတို့ကိုမီးရှံအားဖြင့်ဒဏ်ပေးတော်မူသောအခါဆိုပြီးခါမှာပေါ်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ်။ဆိုတော့ခရစ်တော်ဟာမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ကျွန်တော်ကယုံကြည်လက်ခံနိုင်ဖို့တရင်ကောင်းဟောပြောတဲ့အရာတွေခရစ်တော်ဟာလက်ဝါးကားတိုင်းမှာကျွန်တော်တို့အပြစ်တွေကိုလက်ခံပြီးခါမှာလက်ဝါးကားတိုင်းမှာတည်တယ် သုံးရက်မြောက်မှာပြန်လည်ပြီးမှရှင်ပြန်ထမြောက်ဒီတရင်ကောင်းကိုလက်မခံတော့သူမှန်သမျှကပါလဲဆိုရင်မီးရှံထဲမှာကြမယ်ထာဝရငဲကိုတွားမယ်ဆိုတာကိုဒီမှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်နောက်ပြီးမှခရစ်တော်ကိုအရေးကြီးဆုံးကခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်မခံတော့သူဟာထာဝရငရဲကိုဧကမုတ်ချတွားမယ်စံစာကဖော်ပြပေးထားတယ်ဒါကြောင့်မယ်ထာဝရဘုရားကိုမိမိရဲ့ကယ်တင် တမျိုးနဲ့ပြောနေတခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်မယုံကြည်တော့သူမှန်တယ်ကသာရငဲကိုတွားပြီးမှเนาะကျွန်တော်တို့ဒီတခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့လူတွေကသာရငဲနဲ့လွတ်မြောက်မယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အဲကြောင့်နံပါတ်3မိကုံးကသာရငဲကိုအဖေတူတွားမယ်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့မယုံကြည်တော့သူမှန်တယ်ကဘယ်တွားမလဲသာရငဲကိုတွားမယ်လူသားတိုင်းတွားမှာလားမတွားပါဘူးခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ကျွန်တော်အတွက် ကျွန်တော်အပြစ်ဘာမလုပ်နိုင်ကာယကဝစီကမနောကံဆိုတော့ကံ၃ပါးနဲ့ကျွန်တော်နေတိုင်းပြစ်မှားတဲ့အရာကိုကျွန်တော်ခုတူတပည့်ငရဲတပိတ်တာလို့ခေါ်တဲ့အရာကျွန်တော်ဘလုံးမလွတ်မြောက်နိုင်ဘူးအဲ့အတွက်ကြောင့်ကျွန်တော်မလုံနိုင်တဲ့အရာကိုကျွန်တော်ကိုစားလုတ်ပေးတဲ့ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့ကျွန်တော်ယုံကြည်လက်ခံတဲ့နေကနဲ့စာပြီးခါမှကျွန်တော်ထာဝရငရဲကနဲ့လွတ်မြောက်ပြီးမှထာဝရကောင်းကင်ကိုဆန်စားရမှာဖြစ်တယ်အဲ့ကြောင့်အခုနံနံပါတ်3မိကုံဖြစ်တဲ့လူတိုင်းတွားရမှာမဟုတ်ပါဘူးခရစ်တော်ကိုညင်းပယ်တော်သူက ထာဝရငယ်ကိုတောက်ပြီးခရစ်တော်ကိုလက်ခံယုံကြည်တော်သူကထာဝရကောင်းကင်ကိုတွားရမှာဖြစ်တယ်လို့ဖြေချင်ပါတယ်ယေရှုတင်ပါတယ်ဟုတ်ကဲ့ယေရှုပါဆရာဒါဆိုရင်မောင်ဆုံးမိခွန်အနေနဲ့ဆရာထာဝရငယ်ရှိပြီဆိုတော့ဒီဘလို့လွတ်မြောက်နိုင်မလဲလွတ်မြောက်နိုင်မဲ့တရားရှိလားရှင်ဟုတ်ကဲ့ထာဝရငယ်ရှိပြီဆိုတော့ဘလို့လွတ်မြောက်နိုင်မဲ့လွတ်မြောက်နိုင်တဲ့တရားရှိပါတယ်เนาะထာဝရငယ်ကနေလွတ်မြောက်နိုင်တဲ့တရားရှိပါတယ်အဲ့ဒါကိုပဲဒီတမန်ကျမ်းစာထဲမှာဖော်ပြပေးထားပါတယ် အဲရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး14အပိုင်ငယ်6မှာသခင်ယေရှုကိုယ်တိုင်ပြောတာပေါ့နော်ယေရှုကငါဒီလန်ခေဖြစ်ဤတမာတရားဖြစ်ဤအတလဲဖြစ်ဤငါကိုအမိမပြုနဲ့အဘယ်သူမျှခမဲတော်ထံသို့မရောက်ရလို့ဖော်ပြပေးထားတယ်ဆိုတော့ထားပါငရဲနဲ့ကျွန်တော်လွတ်မြောက်နိုင်တဲ့လီလန်းရှိပါတယ်အဲ့ဒါပါလဲဆိုတော့ခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတော်သူဟာဘာဖြစ်လဲဆိုရင်ထားပါငရဲကလည်းလွတ်မြောက်နိုင်တဲ့တရားပဲဖြစ်ပါတယ်အဲကြောင့်မဲယေရှုကငါဒီလန်းခေဖြစ်ဤတမာတရားလည်းဖြစ်ဤ အတက်လက်ဖြစ်ရင်ငါ့ကိုအမိမဖြူတဲ့အပြေသူမြတ်ခမဲတော်ထံတို့မရောက်ရလို့ဖော်ပြပေးထားတယ်။နောက်ပြီးမှနောက်ကျမ်းချက်မှာရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်ငယ်16မှာပဲဘုရားသခင်၏တားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအတက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်သောတားတော်ကိုဆွံ့တော်မူသည့်တိုင်အောင် လောကီတားတော်ကိုချစ်တော်မူ၏လို့ဖော်ပြပေးထားတယ်။ဘုရားသခင်ရဲ့တားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းကိုမရောက်ထာဝရငရဲကိုမတွားရဘူးလို့ပြောတာနဲ့တူတူပဲဖြစ်ပါလေ။ အကြောင်းဘုရားသခင်ရဲ့တားတော်ကဘာလို့လဲသခင်ယေရှုသခင်ယေရှုကိုနော်ယုံကြည်လက်ခံတော်သူအပေါင်းတို့ဒီထာဝရငဲသူမရောက်ရဘူးထာဝရအသက်ကိုရစေခြင်းကဘုရားသခင်ကတပါးဒီတော်တားတော်ကိုလောကီတားရီအတက်စီရွက်တယ်ဆိုတော့သူရဲ့ချစ်ချင်းမေတ္တာပြတာထားတာကိုကျွန်တော်တွေ့လို့ရပါတယ်နောက်ပြီးမှကိုရီသူဩဝါဒစာဒုတိယဆောင်အခန်းကြီးကပိုက်ငယ်၁၇မှာ လူမည်ဒီကခရစ်တော်၌ရှိလျှင်အတိပြုပြင်သောတရားဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အတိပြစ်ကြပြီလို့ဖော်ပြပေးထားပါတယ်။အဲ့တော့ကျွန်တော်တို့ကလူဆိုတဲ့တတဝါဟာပုထုဇဉ်လူသားဟာအပြစ်ရှိတဲ့လူသားဟာသာရငရဲကိုအေကမုတ်ချသွားမယ်လူသား။နောက်ကာယကဝစီကမနောကလည်းနေတိုင်းကျွန်တော်တို့ကမှားယွင်းနေတဲ့လူသားတွေဟာ ရစ်တော်၌ရှိတဲ့အတိတ်ပြုပြင်သောတရားဖြစ်တဲ့ခရစ်တော်ကကျွန်တော်တို့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံတဲ့နေ့ကနေဆက်ပြီးကျွန်တော်တို့ဟာအတိတ်ပြုပြင်တဲ့တရားဖြစ်တဲ့အကြောင်းဟောင်းသောအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့လည်းအတိတ်ဖြစ်ကြပြီတဲ့အကြောင်းဘုရားရဲ့အချိန်မှာကျွန်တော်တို့ကအတိတ်ဖြစ်ကြတယ်အဲ့အတိတ်ဖြစ်ကြတဲ့အတွက်ကြောင့်ကျွန်တော်ဟာထာဝရငဲကိုမသွားတော့ဘဲနဲ့ထာဝရကောင်းကင်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မဲကျွန်တော်တို့ဒီထာဝရငဲနဲ့လွတ်မြောက်နိုင်တဲ့တရားရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ သခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်လက်ခံယုံတင်လေးပါခရစ်တော်ကဘာလို့ပေးလဲသခင်ခရစ်တော်လက်ဝါးကားတိုင်းမှာကျွန်တော်တို့အားလုံးမတက်နိုင်နဲ့အရာကိုလက်ဝါးကားတိုင်းမှာကျွန်တော်တို့အတွက်အပြစ်တွေကိုတွားပြီးခါမှာလက်ဝါးကားတိုင်းမှာတည်ခံတယ်မြေမှာတကြိုတယ်တုံးရမြောက်မှာပြန်လဲရှင်ပြန်ထမြောက်တယ်ဆိုတာကိုကျွန်တော်တို့အပြစ်သားမှန်သမျှ ားလုံးကဩငါမလုံနိုင်တဲ့အရာကိုခရစ်တော်ကလုပ်ပေးပါလားဆိုတာကိုယုံကြည်လက်ခံပြီးနှုတ်အားဖြင့်ဝန်ခံတော်သူမှန်သမျှဟာကယ်တင်ခြင်းကိုရရှိအဲကယ်တင်ခြင်းရရှိတော်သူမှန်သမျှဟာထာဝရငရေမိအိုင်ကလည်းလွတ်မြောက်တယ်ဆိုပြီးမှတမာကျမ်းစာထဲမှာဖော်ပြပေးထားပါတယ်အဲ့တော့ကြောင့်ပဲတမာကျမ်းစာထဲမှာဖော်ပြပေးထားတဲ့အတိုင်းတရားကိုကျွန်တော်ပြနေတာဖြစ်ပါတယ်အဲ့တော့ကြောင့်ပဲလူမီဒီကခရစ်တော်၌ရှိတဲ့အတိပြုပြင်သောတတဝါဖြစ် ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီလို့ပေါ်ပြပေးထားတဲ့အတိုင်းထာဝရငရဲကလည်းလွတ်မြောက်နိုင်တဲ့တရားဆိုတာရှိပါတယ်။အရာကဘသူဖြစ်တယ်လဲဆိုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့ဘုရားရဲ့သာသမီတိုင်းကကျွန်တော်ထာဝရငရဲနဲ့လွတ်မြောက်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ယေရှုတင်ပါတယ်။ဟုတ်ကဲ့ယေရှုတင်ပါတယ်ဆရာကိုလို့ဒီထာဝရငရဲမှလွတ်မြောက်ခြင်းတရားဆိုတဲ့ကောင်းတင်နဲ့ဆွေးနွေးပေးတဲ့ဆရာပေါ်မှာလည်းဆက်လက်ပြန်ဖြန့်ရှင်ကောင်းချီးပေးပါစေ။ ကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့လည်းခုလိုမျိုး HM Live Channel ကနေပြန်လည်ပြီးခါမှာ interview ကြီးပြန်လည်ပြီးမှာဖြေကြားခွင့်ရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ဒီအရာတွေကအာတကယ်ပဲရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီ HM Live Channel ကိုလည်းဖျားရှင်ဆက်လက်ပြီးအသုံးပြုပါစေမိပေးတဲ့ဆရာမကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတယ်ညီပေါ်ပေါ်တို့များလည်းအားလုံးခွန်အားရကြမယ်လို့ယုံကြည်ပါတယ်ရှင်နောက်အစီအစဉ်တွေမှာကြည့်ကြကြပါ